အသွင်ကူးပြောင်းရေးငားနှင့်အတွက်ယာယီဖွဲ့စည်းပုံအခြေခံဥပဒေအစ်ကိုစီးရီးယားသမ္မတကကြေညာပါတယ်စီရသမတာယာယီသမတာအာမတ်အရှာရာဟာအသွင်ကူးပြောင်းရေး၅နှစ်တာကာလအတွင်းယာယီဖွဲ့စည်းပုံအခြေခံဥပဒေလက်မှတ်ရေးထိုးထုတ်ပြန်လိုက်ပါတယ်။အစ္စလမ်ဘာသာကိုယခင် ဖွဲ့စည်းပုံအခြေခံဥပဒေပြဋ္ဌာန်းချက်အတိုင်းနိုင်ငံတော်ဘာသာဖြစ်သတ်မှတ်ထားပြီးဘာသာရေးဟာဥပဒေပြုရေးရဲ့အဓိကမှန်တိုင်းဖြစ်တယ်လို့မူကြမ်းရေးဆွေးနွေးကော်မတီကဆိုပါတယ်။ပြောရမယ်ဆိုရင်လောက်ပိုင်ခွင့်အာဏာနဲ့ တရားစင်ရေးဆိုင်ရာလွတ်လပ်မှုကို ခွဲခြားသတ်မှတ်ထားပြီးအမျိုးသမီးအခွင့်အရေးလွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နဲ့မီဒီယာလွတ်လပ်ခွင့်တို့ကိုလည်းအာမခံထားပါတယ်။ခီနေမှုတွေကိုတရားမျှတမှုနဲ့အစားထိုးတဲ့နေရာမှာဆီးရီးယားအတွက်သမိုင်းသစ်ဖြစ်မယ်လို့ယုံကြည်ကြောင်းသမ္မတအာမက်အရှာရာကပြောပါတယ်။တရားဥပဒေစိုးမိုးရေးပြန်ထူထောင်ဖို့ကြိုးပမ်းမှုကိုကြိုးဆိုတယ်လို့ကုလသမဂ္ဂအထူးကိုယ်စားလှယ်ဂီယာပီတာဆန်ကပြောပါတယ်။ဒါဟာရေးကြီးတဲ့တရားရေးဆိုင်ရာလက်ဟာမှုကိုဖြည့်ဆည်းပေးနိုင်မယ်ဆိုပါတယ်။ ဒါပေမဲ့ဆီးရီးယားမြောက်ပိုင်းကဦးဆောင်တဲ့ဖွဲ့ကတော့ဖွဲ့စည်းပုံကျင့်သုံးပစ်စံကြီးညာချက်ကိုဝေဖန်ပြီးဆီးရီးယားလက်ရှိချင်းနဲ့လုံးဝမကန့်ညီဘူးလို့ပြောပါတယ်။အာမတ်အရှာရာဦးဆောင်တဲ့တပုံ ထိုးစစ်၃လအတွင်းနိုင်ငံကိုကာလရှည်အုပ်ချုပ်ခဲ့တဲ့ဆီးရီးယားသမ္မတအာဆက်ကိုဖျောက်ချနိုင်ခဲ့ပြီးနိုင်ငံကိုထိန်းချုပ်ခဲ့ပါတယ်။အဲ့နောက်အာမတ်အရှာရာကိုယာယီသမ္မတအဖြစ်ဇန်နဝါရီလမှာခန့်အပ်ခဲ့ပြီးယခင်အစိုးရလက်ထက်လွတ်တော်ဖွဲ့စည်းပုံစစ်တပ်နဲ့လုံခြုံရေးအေဂျင်စီတွေကိုဖြတ်သိမ်းပစ်ခဲ့တယ်လို့သိရပါတယ်။ ဆီးရီးယားရှေ့မြောက်ပိုင်းကိုထိန်းချုပ်ထားတဲ့ကတ်တွေဥဆောင်တဲ့ပြည်သူစစ်မှောက်မိဖာသူတို့ထိန်းချုပ်ထားတဲ့နယ်မြေတွေရဲ့စစ်ပန်းနဲ့ရပ်ဘက်အဖွဲ့အစည်းအလုံးကိုဆီးရီးယားနိုင်ငံတော်နဲ့ပေါင်းစည်းဖို့သဘောတူလိုက်ပါတယ်။ American ကြောထောင်းနောက်ကဖြူဆီးရီးယားမှာအင်အားကြီးဆုံးသဘုံအဖွဲ့ထဲမှာပါဝင်တဲ့ကတ်သဘုံအဖွဲ့ဟာရန်လိုမှုတွေကိုရပ်တန့်ပြီးဒေသတွင်းနယ်စပ်စခန်းတွေလေဆိပ်တွေနဲ့ရေးပါတဲ့ရေနံနဲ့တဘာဝတက္ကသိုလ်လုပ်ငန်းတွေကိုအစိုးရစီလွှဲပြောင်းပေးမယ်လို့သဘောတူညီချက်မှာဖော်ပြထားပါတယ်။ တအားပြင်သဘောတူညီချက်ရာကလူနယ်စုတွေကိုစီးရီးယားနိုင်ငံရဲ့အရေးပါတဲ့အစိပ်ပိုင်းဖြစ်သိမှတ်ပြပြီးနိုင်ငံရေးလုပ်ငန်းစဉ်မှာနိုင်ငံသားအလုံးရဲ့ကိုယ်စားပြုမှုနဲ့ပါဝင်မှုကိုအမခံထားတယ်ဆိုပါလေစီးရီးယားဒီမိုကရက်တစ်တပ်ဖွဲ့တမှုကတော့ယာယီသမ္မတအရှာနဲ့လက်မှတ်ထိုးခဲ့တဲ့အဲ့ဒီသဘောတူညီချက်ဟာစီးရီးယားနိုင်ငံတော်အသက်တည်ဆောက်ဖို့အမှန်တကယ်အခွင့်အရေးဖြစ်တယ်လို့ပြောပါလေဒီသဘောတူညီချက်ဟာသမ္မတအာဆက်ကိုဒီဇင်မာလာအတွက်ဖြုတ်ချနိုင်ခဲ့တဲ့ထိုးစစ်ကိုဦးဆောင်ခံမှုနဲ့တူတက်လာတဲ့ ဆူရဆူရတည်ရနိုင်ငံရေးပေါင်းစည်းရေးရှိမှန်ချက်အတွက်တိတာထင်ရှားတဲ့အောင်မြင်မှုဖြစ်ပါလိမ့်။သမရဟောအစရဲ့တစ္ဆာခန်းနေနဲ့ဆူရဆူရတည်တိုက်ပွဲဖြစ်ပေါ်ရနိုင်ငံနောက်ပိုင်းမှာမကြသေးမီကအကြမ်းဖက်တိုက်ခတ်မှုကြောင့်လူတစ်ထောင်ကျော်သေဆုံးခဲ့ပြီးအများစုကတော့အာဆက်ရဲ့အာလာဝတ်ခံဝင်နေ ဖြစ်တယ်လို့သိရပါတယ်။လက်ရှိမှာတော့ဆူရရဲ့ပတ်သက်ပြီးကုလသမဂ္ဂမှာရုရှားက လုံခြုံရေးကောင်စီရေပေါ်စီဝေးခေါ်ပေကိုအမေရိကန်နဲ့ညှိနှိုင်းနေတယ်လို့ဆိုပါတယ်။စီဝေးနိုင်ငံထဲမှာရပ်သားတွေကြမ်းဖက်တိုက်ခိုက်ခံရမှုအတွက်လုံခြုံရေးကောင်စီရေပေါ်စီဝေးကျင်းပဖို့အမေရိကန်နဲ့ညှိနှိုင်းနေကြောင်းကုလသမဂ္ဂဆိုင်ရာရုရှားမြေရဲကိုယ်စားလှယ်ဖာစီလီတီဘန်ညာကဆိုပါတယ်။ရုရှားစစ်ချစ်တဲ့စခန်းတွေရှိရာဒေသလည်းဖြစ်သမရဟောင်းအာဆေးအမားကနေရာလည်းဖြစ်တဲ့အလာဝိုက်လူမျိုးစုတွေနေထိုင်ရာဒေသတွေမှာဆီးရီးယားအတွင်းကူပြောင်းရေးအစိုးရတပ်ဖွဲ့တွေနဲ့သမရဟောင်းအာဆေးထောက်ခံသူတွေကြားထဲမှာ တိုက်ပွဲတွေပြင်းထန်ဖြစ်ပေါ်တော့ကလေးတွေပါဝင်ဒေသခံအရက်သားအာလာဝိုင်လူမျိုးစုတွေလူမျိုးတော်တပ်ဖြတ်ခံရတယ်ဆိုတဲ့သတင်းတွေထွက်ပေါ်နေလို့ကုလလုံကျွေးကောင်စီကဝင်ရောက်ဖြေရှင်းဖို့ရုရှားဆွေရကတောင်းဆိုထားပါတယ်အာနာရှင်အာဆက်လက်ထက်ကဆီးရီးယားရေးနဲ့ပတ်သက်ရင်လူကျွေးကောင်စီမှာရုရှားကဆီးရီးယားဘက်ကရည်တည်ပြီးအမေရိကန်ကအမြဲတမ်းကန့်ကွက်ခဲ့ပါတယ်ဒေါ်လင်ထရန့်တက်လာပြီးချိန်မှာတော့ကုလသမဂ္ဂမှာအမေရိကန်ရည်တည်ချက်ပြောင်းလဲပြီးယူကရိန်းရင်းမှာတော့အမေရိကန်ဟာရုရှားနဲ့တူရည်တည်ခဲ့တာဖြစ်ပါတယ် အခုဆီးရီးယားအရေးမှာအမေရိကန်နေနဲ့ရုရှားနဲ့တူယက်တိမလားမယက်တိဘူးလားဆိုတာတော့ရှင်းရှင်းလင်းလင်းမသိရသေးတာပဲဖြစ်ပါလိမ့်